တယောက်ဒီစကားပြောတတ်တာဟာစိတ်ယောဂတခုလားတယောက်ဒီကိုယ့်ဘက်သားကိုစကားပြောခြင်းဟာလူတိုင်းတော့မဟုတ်ရင်တော့မှပဲအများစုကတော့တယောက်တည်းကိုယ့်ဘက်သားကိုစကားပြောတာဒီကိုလုပ်ဖို့ကြမှာပါတချို့တွေပြောကြတာရှိတယ်တယောက်ဒီစကားပြောနေတယ်ယူသွားပြီလားဗောနော်အဲ့လိုအပြောခံရတာတွေကိုကြုံဘူးမှာပါ အဲ့ဒါကလူကြားထဲမှာအဲ့လိုပြောမိလို့ပါလူတွေအများကြီးရှိနေတဲ့အချိန်တော့မပြောနဲ့ပေါ့နော်စိတ်လည်းကောင်းတယ်ယူလည်းမယူဘူးဆိုတဲ့သူတွေကတော့လူကြားထဲမှာတယောက်တည်းစကားပြောမနေတတ်ပါဘူးအိမ်မှာတယောက်တည်းရှိတဲ့အချိန် အင်တာတက်နေတဲ့အချိန်လူတွေအိတ်နေတဲ့အချိန်နဲ့ကိုယ်အခန်းထဲအိယာပေါ်မှာတယောက်တည်းကိုယ့်ဘက်သားကိုစကားပြောနေတဲ့အခိုက်အတန့်တွေကိုရှိဦးမှာပါတချို့ဆိုလို့ရှိရင်အဲ့လိုတယောက်တည်းပြောနေတတ်တာအချင်းလူကိုဖြစ်နေတာပါသူများတွေပြောသလိုပဲတယောက်တည်းစကားပြောတဲ့သူတွေကစိတ်ရောဂါဝေဒနာရှင်လားတယောက်တည်းစကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလားဆိုတော့လေးလံချက်တည်းအရာတယောက်ဒီစကားပြောနေတတ်တဲ့အချင်းရှိသူတွေဟာစိတ်ရောဂါတွေမဟုတ်ဘဲနဲ့ရင်းရင်းလေးယူနေတဲ့သူတွေလည်းမဟုတ်ဘဲနဲ့ညင်ကြီးရှင်နေပါတယ်နော်ကိုလည်းအဲ့ဒီအထင်မှာပါနေဝမ်းသာလိုက်တော့နော်ကဘာပေါ်ကအကျော်ကြားဆုံးသိပ္ပံပညာရှင်ဖြစ်တဲ့အိုင်းစတိုင်းဆိုရင်လည်းတယောက်ဒီစကားတူတူလေးပြောနေတတ်တဲ့သူပါတယ်နော်ကဲအဖို့တွေ့ပြီဆိုတော့ဝမ်းသာလိုက်တော့နော်တငယ်ချင်းတွေထင်မှလည်းဖွင့်မပြောကြတာသာရှိမယ်ကြိတ်ပြီးတော့ပြောနေတတ်တဲ့သူတွေရှိ င်ရှိမှာပါသူတို့လေးတွေကယူနေတဲ့သူတွေမဟုတ်ဘူးเนาะဉာဏ်ကြီးရှင်နေပါတယ်ရှင် ခုပြောချင်တာကတော့တယောက်ဒီစကားပြောကြည့်ရင်အကျိုးကျေးဇူး၅ချက်ကိုပြပြပေးပါမယ်เนาะနံပါတ်၁ကတော့တယောက်ဒီစကားပြောခြင်းဖြင့်ကိုကိုကိုပြန်ပြီးတော့အားပေးရရောက်ပါတယ်ကြုံမှုကြမှာပါ အခက်ခဲကြုံနေရတဲ့အချိန် အားပေးမဲ့သူတွေကလည်းမရှိတဲ့အချိန်တယောက်တည်းရှိနေတဲ့အချိန်မှာငါလုံနိုင်တယ်ငါကြော်ဖြတ်နိုင်တယ်အေးဆေးပဲဆိုပြီးတော့စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲနဲ့ပါဇက်ကသာထုတ်ပြောလိုက်ပြီးတော့ကိုယ့်အတန်ကိုကိုယ်ပြန်ကြံရပြီးတော့အားတက်သွားတတ်ပါတယ်။နံပါတ်2ကတော့အုံနောက်ကိုလည်းအဆက်မပြတ်အလုပ်ပေးနေတယ်။တင်ဈေးသားဝယ်တဲ့အခါမှာဝယ်ရမယ့်ပစ္စည်း၊လုပ်စရာရှိတဲ့ကိစ္စတွေကိုထက်တက်လဲလဲရွတ်ဖက်တာမျိုးကိုကြုံမှာပါ။ ြောတတ်တဲ့ပုံစံတွေကတော့ပေါမုံပေါမုံပင်နာမှလည်းဟောတွေ့ပြီးဆက်ပြမှုလည်းဝယ်ရအောင်မယ်တော်သေးလို့မေးတော့မလို့ဆိုပြီးတော့တကိုဒီချာယုံတူတူပြောလိုက်တာဟာအုံနောက်ကိုဆက်မပြဲအလုပ်ပေးရရောက်ပါတယ်မိလည်းမမေးတော့ပါဘူးနံပါတ်3ကတော့မကျင်တဲ့ချက်များကိုဖွင့်ချနိုင်တယ်တယောက်ယောက်ကကိုယ့်အပေါ်အနိုင်ကျဆူဆဲတယ်ဆိုပါစို့ အဲ့ဒီလူကကိုပြန်ခံပြောလို့မရတဲ့လူတစ်ယောက်လည်းဖြစ်နေမှာဆိုရင်ကိုကတနည်းအားကိုသွားပြီးတော့အဲ့လူဘော်ကိုမကျေနပ်ချက်တွေကိုတယောက်တည်းပွားစီပွားစီပြောပြလိုက်တာမျိုးကိုကြုံကြရမှလား အဲ့လိုလုံးလိုက်တာကခံစားနေရတဲ့မကျင်တဲ့ချက်တွေရွတ်သွားနိုင်ပါတယ်။နံပါတ်၄ကတော့ကိုကောင်းတရားတွေးတွေကိုပြန်ချနိုင်တယ်။တခါတလေကောင်းနေရှုပ်ပြီးရောဘာလို့အောင်မဲမသိတဲ့အချိန်တွေရှိခဲ့ပုံမှာပါ။အဲ့ဒီအချိန်ဆိုလို့ရှိရင်တယောက်တည်းစကားပြောတတ်တဲ့သူတွေကငါဘာယူလုပ်နေတာပါလဲ။ကဲကောင်းရေးထားပြီးတော့ဒီလိုလုံးလုံးကြည့်အစင်မပြေရင်လည်းနောက်တစ်မျိုးပြောင်းပေါ့။အဲ့လိုပြောလိုက်တာဟာကိုဘာတွေးနေတယ် ိုဘာလုပ်ချင်နေရဆိုတဲ့လမ်းစောက်ကိုပြန်ဖော်တာပါ။ခေါင်းကိုရှင်းပြပြီးတော့ကိုယ့်ဘက်သားကိုသတိပေးလိုက်တဲ့လိုမျိုးဖြစ်သွားပါတယ်။နောက်ဆုံးချက်ကတော့ပြောရမယ့်စကားတွေအစင်ချောသွားတဲ့မှတ်ညံကောင်းစေတယ်။ပွဲတစ်ခုမှာကိုကပြောရမယ့်သူဆိုလို့ရှိရင် ွဲမဝင်ခင်မှာအပြင်ကကျင်းမဆိုတဲ့အတိုင်းကိုပြောရမယ့်ဇကားတွေကိုတယောက်တည်းတွတ်တွတ်ယူနေရင်စင်ပေါ်ကြလို့ရှိရင်လည်းအစင်ချောသွားရောစာအတန်ထွက်ကြတာလည်းဒီသဘောပဲပေါ့နော်အာယုံစူးစိုက်ရတာလည်းပိုကောင်းသွားတယ်ကို့အတန်ကိုလည်းပြန်ချားနေရတော့အာယုံကမပြတ်တော့ဘူးပေါ့နော်ခုပြောခဲ့တာတွေကတော့တယောက်တည်းဇကားထွက်တဲ့ခြင်းရဲ့ကောင်းကျိုးတွေဖြစ်ပါတယ်ကိုကလည်းတယောက်တည်းစကားပြောတတ်တဲ့အထက်မှာပါနေရင်တော့ဝမ်းသာလိုက်တော့နော် ရင်ရင်လေးယူနေတာမဟုတ်ဘူးဉာဏ်ကြီးရှင်လေးတွေပါလို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရရှင်အားလုံးပဲနေကောင်းကြပါကြပါစေလို့ဆုတောင်းပေးပါရနော်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်